အားလုံးမင်္ဂလာပါချစ်ကိုရှင်မတို့เนาะအဲဒီနေ့ချစ်ကိုရှင်မတို့ကိုကျွန်တော်ဒီ A3 လုံးတစ်စိမ့်ဆန်မျိုးစားလေးတွေပေါ့เนาะအဲပေါ်ဆန်းရင်တို့တောင်ပြန်တို့ဤယာဝတီတို့เนาะတခြားကျွန်တော်တို့ဒီပကန်းတွေအဲတခြားနောက်ရှိသေးတယ်ပေါ့เนาะအဲ့ဒါလေးတွေထည့်ရောက်ရင်လည်းထပ်ပြီးတော့မိတ်ဆက်ပေးပါမယ်ဒီနေ့ကတော့ကျွန်တော်အဲပေါ်ဆန်းရင်တောင်ပြန်ပြီးတော့ဤယာဝတီအဲ့ဒါလေးနဲ့မိတ်ဆက်ပေးမယ်เนาะဆန်သားလေးတွေကိုပြပေးမယ်เนาะချစ်ကိုရှင်မတို့ကြည့်လိုက်ကြအောင်ဟောဒီမှာပါ ဒါလေးကတော့ကျွန်တော်တို့ပေါ်ဆန်းရင်လေးပေါ့နော်အဲသလုံးပေါ်ဆန်းရင်လေးပါဒီမှာပါကျွန်တော်နမူနာလေးပြပေးမယ်နော်အထွတ်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 ဆန်သားလေးဟုတ်သမင်းသမင်းလေးကောင်းပါတယ်မွေးတယ်ပေါ့နော်ဒီမှာပါနော်အဲမွေးတယ်ဆန်လေးလှတယ်ကောင်းတယ်ဒါရောင်းဖို့သူတိုင်းစားဖို့သူတိုင်းသိပါတယ်နော်အဲဒါလေးကတော့ကျွန်တော်တို့တောင်ပြန်လေးဖြစ်ပါတယ်ဒါလေးလေးမွေးတယ်ထမင်းရှိတယ်ပေါ့နော်အဲဒီမှာပါဆန်သားလေးကျွန်တော်ပြပေးပါမယ်အဲဒါလေးတွေပေါ့နော် အဲကားရောက်နေတုံးပေါ့ကျွန်တော်ပြပေးတာဖြစ်ပါတယ်ဒီပါနော်အဲရမ်းလာပါတယ်ထမင်းအာမခန့်တွေပါအားလုံးနော်အဲထမင်းသားအာမခန့်တွေပါเนาะဒါလေးကတော့ကျွန်တော်တို့တောက်ပြန်လေးဖြစ်ပါတယ်နော်အဲကျွန်တော်နောက်တစ်မျိုးဒါလေးကအီယာဝဒီပါနော်အီယာဝဒီနောက်အဲကျွန်တော်ထိုးပေးပါမယ်အဲဒါလေးကအီယာဝဒီအဲဒီမှာပါနော်အဲနော်အီယာဝဒီဆိုရင်လဲကျွန်တော်တို့ရွှေဘိုလိုပဲ နော်ဆန်သားလေးတွေကရွှေဘိုဆန်လိုပဲနော်ရှစ်ကိုရှင်းပါတယ်ရွှေဘိုလို့တော့ပြောရအောင်လို့ရတယ်ရှစ်ကိုရှင်းပါတယ်မလေးအဲအဲ့လိုမျိုးအေးရရွှေဘိုပုံစံမျိုးပြောရအောင်လို့ရတယ်နော်အရန်လာပါတယ်နော်ဆန်သားလေးလာတယ်ထမင်းသားကတော့ဘာမှပြောစရာမလိုတော့ဘူးနော်အခုလောလောဆယ်ကတော့ကျွန်တော်ဒီ၃မျိုးလေးပါပါမယ်နော်အဲဒီ၃မျိုးလေးရှာနေပါတယ်ကဲချစ်ကိုရှင်းပါတယ်လိုအပ်တဲ့ချစ်ကိုရှာပါတယ်မာယိုအားပေးလို့ရပါတယ် အဲကျွန်တော်တို့အဲ့ဒီဆန်တွေကပေါ်ဆန်ရင်ဆိုလဲပေါ်ဆန်ရင်လျောက်တောင်ပြန်ဆိုလဲတောင်ပြန်လျောက်ဤယာဝတီဆိုလဲဤယာဝတီလျောက်ပေါ့နော်အဲသူ့ဈေးတန်းနဲ့အဲသူ့ထမင်းသားလေးတွေကမွေးတယ်အဲပြီးတော့နောက်ထပ်အိုးတက်တယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒီမနက်ထက်ရှက်လိုက်တယ်ဆိုရင်ညနေစာအထိနော်မနက်ဖြန်အထိနော်သမင်းမတိုးပဲနဲ့စားလို့ရတယ်နော်အဲသူ့ရဲ့အားသာချက်ကဗျာစားလိုက်ရင်နုံညံ့အဲပျော့ပြောင်းပြီးတော့ဒီရွှေဘို ဟိုထမင်းကိုစားနေရတယ်လို့မျိုးပဲကျွန်တော်တို့ကဒွင်းတွေ့တယ်အဲ့တွင်နဲ့ဒါယနေ့တက်ဆိုင်တဲ့လူတွေတော်တော်ကြိုက်ကြတယ်နော်အဲ့ဒီနဲ့ချစ်ကိုရှိမှတွေအဲဒီလိုမျိုးဆန်လေးတွေကိုယ့်ရဲ့ဆန်ဆိုင်တွေမှာတင်ရောက်ကြည့်ဖို့အတွက်ကျွန်တော်အကြံပေးပါစေဘာဖြစ်လို့ဆိုတော့အာဒီလူကြိုက်များတဲ့ဆန်ဆိုရင်ရောင်းရရင်ခဏလေးပဲနော်အဲမကြိုက်တဲ့ဆန်ဆိုရင်အာရောင်းပါလေရောနော်အဲတပန်းနဲ့မထွက်နှစ်ပန်းနဲ့မထွက် နော်အဲ့မျိုးအဲ့ဒါနဲ့ဒါဘာဖြစ်ဆိုတော့ကျွန်တော်တို့ရောင်းနေတဲ့ဆန်တွေကအကြာကြီးထားလို့ကောင်းတဲ့အရာမဟုတ်တဲ့အတွက်ဒါမြန်မြန်လေးနဲ့ပေါ့နော်တက်တက်မြန်မြန်လေးနဲ့ဒါငွေလေးလေးပတ်တယ်အဲဆန်လေးတက်တက်လေးထွက်တယ်ပေါ့နော်အဲ့ဒါလိုမျိုးလေးကိုကျွန်တော်တို့ဖြစ်စေရှင်ပါတယ်အဲ့ဒါနဲ့ချစ်ကိုချစ်မတို့ဆန်ဆိုင်တွေမှာတင်ရောင်းရှင်နေဆိုရင်တော့မယူရမယ့်ဖုန်းနံပါတ်ကသူမြောက်ကို669 5060 6လေး6တို့